လုံးပဲမင်္ဂလာပါမြမနဝချက်နေရနေနှွေးထွေးစွာနဲ့ပြန်လည်ပြီးတော့ချစ်စုလိုက်ပါတယ်ဒီ channel လေးကနေပရိသတ်များစိတ်ဝင်စားမဲ့ပရလောကဇလံကောင်းတွေကိုနှင်းစီတိဆက်ပြီးနေရဖြစ်တဲ့အတွက်ဒီကနေ့မှနားဆင်ရမယ့်ဇလံလေးကစာရေးဆရာနှောင်ရိုးစေးရေးသားထားတဲ့နက်ခတ်ရှင်စောအားနဲ့အိမ်မက်တရားအမျိုးတည်ဇလံအပိုင်း၃ကိုပရိသတ်ကြီးကဆက်လက်နားဆင်ရမှာဖြစ်ပါတယ်ငါထွားဟာဆိုင်အပြင်ကိုခတ်တုတ်တုတ်လေးထွက်လိုက်လိမ့်ပြီးအဲ့ဒီလူတွေရဲ့အနားစီကိုသွားလိုက်လိမ့်တယ် အနားရောက်တော့နဘေးဝင်းကျင်စီကိုတစ်ချက်လှဲ့ကြည့်ပြီကျော်မြင့်မင်းတို့ဒီလိုမလာပါနဲ့လို့ငါဘဏ္ဍာကပြောထားရမလဲငါထွားရဲ့ပြောဆိုတာဒေါသအနေငယ်ဆွတ်နေတယ်တစ်ဖက်ကလူ၅ယောက်တည်းကကျော်မြင့်ကကျွတ်တို့လဲကိုထွားစီကိုမလာမဖြစ်လို့လာရတာပါဗျာမလာမဖြစ်လို့ဆိုတော့ဘာဖြစ်လာကြလို့လဲပြဿနာအကြီးကြီးတက်နေတာကိုထွားဘာပြဿနာလဲမြန်မြန်ပြောဆောင်ပါ ။နထွားနှင်းဖြူတို့ပြက်လာတာနဲ့စုံမကိုစိုးတာကြောင့်ခက်လုံလုံပဲပြောလိုက်တယ်။သူကအမှန်တကယ်တော့နေပိုင်လူမတ်အဖြစ်နဲ့ရက်ကွက်ငါးခုကလူမတ်တွေကိုအုပ်စိုးထားတယ်။စိတ်ရင်းတိုင်းဆိုရင်သူဒီလိုလူမတ်အလုပ်ကိုမနှမြုပ်ဘူး။သူကအေးလူလူပဲနေချင်တာ။ဒါပေမဲ့လည်းသူ့ရဲ့သတင်းကိုကြားထားပြီဖြစ်တဲ့ယခုသူ့အရှိမရင်းနေကြတဲ့နေပိုင်လူမတ်ဓမြကျော်မြင့်ကသူ့ရဲ့လက်အောက်ကိုခစားဝင်လာခဲ့တယ်။တပည့်တပည့်အများပြားလဲပါလာတယ်။ အဲ့တော့လဲသူ၃ရက်တိတိလက်မခံခဲ့ဘူးဒါမဲ့ကြော်မြင့်တော့ဇွဲကောင်းလွန်လာတယ်သူသွားလျာတိုင်းကိုအနောက်ကနေတကောက်ကောက်လိုက်ပြီးတော့တောင်းဆိုတယ်နောက်ဆုံးတော့သူမတက်တာတော့ဒီဘွဲ့ကိုသူလက်ခံလိုက်တယ်အစိုးကိုအကောင်းဖျောက်သူလုံမယ်လို့ကြံ့ရလိုက်တယ်အမှန်တကယ်တော့ကြော်မြင့်တော့သူ့ရဲ့လားအောက်မှာပို့ပြီးတော့လက်ဆောင်ထဲချက်ပြန့်စီလို့တဲ့သဘောနဲ့ဝင်ရောက်လာခဲ့ကြတယ်ဆိုတော့ကိုလူရဲ့အတွေးစိတ်ကိုဖတ်ရှုနိုင်တဲ့သူသဘောပေါက်လေကြော်မြင့်တော့ ရခင်လုံနေကြမကောင်းမှုအလုပ်တွေကိုရှောင်ရှားစေလိုက်တယ်။နေချင်းကိုတော့ပုံမှန်အတိုင်းခောက်စီပြီးကြမြင့်ကိုအတ်ထားစေတယ်။အတုံးကိုတော့သူ့စီတင်မြခိုင်းတယ်။အဲ့ဒီငွေတွေတရားမှအဖွဲတရားမိသားစုဝင်တွေကိုကျမရင်းနဲ့တာရင်းနာရင်းကိစ္စတွေမှာအသုံးပြုစေတယ်။ကြောင်မြင့်တို့ဟာတဖြည်းဖြည်းနဲ့သူ့ရဲ့ပုံစံစီမှာအသားကျလာတယ်။စိတ်တွေကလည်းမေယာကနဲ့ဖြူလာခဲ့ပြီ။အခုဆိုရင်ကြောင်မြင့်တို့ဟာရခင်လိုမိုက်ကြီးခွဲတောင်းကျရက်ဖြစ်ရမယ့်အစား မိမိနဲ့အတွင်ကလူတို့ကိုကာကွယ်ဆောက်ရှောက်ပေးတဲ့သူတွေဖြစ်လာတယ်။တိုင်းနိုင်ရင်မှလည်းအဖွဲလိုက်စိတ်ရောကိုယ်ပါဝင်ရောက်လောက်ကန်ကူတက်ကြတယ်။ခေါင်းဆောင်ကတော့ကြုံမြင့်နာမည်ကိုသာလူသိစေပြီးသူ့ရဲ့နာမည်ကိုတော့ငါထွားသေးသေးတောင်အထွက်မခံခဲ့။ကျုပ်တို့နဲ့တော့မှော်ပြီးဘက်ကတရုတ်ကြည်ဝဲနဲ့သူ့လူတွေကျူးကျော်လာတယ်ကိုထွား။သူတို့ပြောတာကျုပ်တို့ရဲ့တစ်ဖက်ရွှေတောင်ရက်ွက်ထိပ်ဖြားမှာပြဝဲစားရုံတိမိတဲ့အဲ့ဒါကိုကြားမိလို့ကျုပ်တို့ကသွားတာမှာအခုလိုဖြစ်လာတော့တာပဲ။ ကျော်မြင့်ရဲ့စကားအဆုံးမှာတော့ငထွားအတော့ကိုပဲဒေါသထွက်သွားတယ်။လူနေရက်ွက်ရဲ့ထိပ်ဖြားစီမှာပျော်ဝစားရုံတဲဖို့ဆိုတာကလုံးဝမဖြစ်တဲ့မို့ရက်ွက်နေလူအများပြက်စီသွားနိုင်တယ်။အထူးသဖြင့်လူငယ်တွေကလမ်းမကိုရောက်နိုင်တယ်။ချင်းဝါဘလို့ကြောင့်အခုလိုလုံးဝတာလဲ။ကျုပ်တို့ကြားမိတာတော့အဲ့ဒီနေရာကိုပိုင်တဲ့တထေရချင်းဝင်ရဲ့လက်ထဲကိုရောင်းသွားတာတဲ့။ဒီတော့ချင်းဝါကမြေပိုင်သွားပြီးအခုလိုစစ်စစ်နာပဲကိုထွား။ ဒီလိုလုံးလို့ဘယ်ရပါမလဲဟုတ်တယ်ကိုထွားကျုပ်တို့လေဓမ္မလောက်လိုက်တာကိုကြည့်အောင်ကျော်မင်းတို့ကသူတို့ရရှိလာတဲ့ဒဏ်ရာတွေကို ပြသလိုက်တယ်။သုံးယောက်သားမျက်နှာနဲ့ခေါင်းမှာဖူးရောက်ကွဲပြဲဒဏ်ရာတွေရရှိခဲ့ကြပြီးတော့ကျော်မင်းနဲ့နောက်တစ်ယောက်ကလက်တစ်ဖက်စီမှာပြေးထန်တဲ့ဒဏ်ရာတွေရရှိလာခဲ့ကြတယ်။ရုပ်ွက်တရားလူတွေကလေကျုပ်တို့ဘက်ကနဲ့ဝမ်းကူကြတယ်ဗျာ။ဒါပေမဲ့ကျင်ဝဘက်ကလူအင်အားသုံးပြီးတော့အကုန်လုံးနှိမ်နေတာပဲ။ ခတ်တော့ခတ်ပြီကွာမထွားဘာလို့ရမလဲဆိုတော့ကိုတစ်ချက်တွေးတော့လိုက်တယ်ချက်ချင်းတော့ဘာမှတွေးမရဒါပေမဲ့ချေဝန်တို့တော့ဒစုံတစ်ခုအတွက်အကောင်းဆုံးတုတ်ပြန်မှသာဖြစ်လိမ့်မယ်ကျော်မြင့်ဒီကိစ္စအတွက်ကိုငါတရက်နှစ်ရက်တည်းတစ်ခုခုလှုပ်ဖြစ်မယ်ဘာလို့ဖြစ်မယ်တော့မသိသေးဘူးငါလိုအပ်မဲ့ထင်းတဲ့အရာတွေမင်းတို့ပြောမယ်မင်းရှောက်ဖွေပေးထားဟုတ်ကဲ့ကိုထွားမြေဖြူနဲ့ငချမ်းတို့အဝေးရလှမ်းလာနေတော့ကိုငါထွားလှမ်းမြင်လိုက်ရတယ် ဟာငါမိမပြန်လာနေပြီသွားသွားမင်းတို့သွားကြတော့ငါထွားကြော်မြင့်တို့အမြန်ပြန်ထွက်သွားဖို့ပြောလိုက်တယ်ကြော်မြင့်တို့လည်းခက်တုတ်တုတ်ပဲထွက်သွားတယ်ငါထွားကနှင်းဖြူတို့စီကိုတစ်ချက်လှမ်းကြည့်ပြီးတော့ဆိုင်နှင်းစီကိုပြန်ဝင်ခဲ့လိုက်တယ်မိုးကောင်းကငါထွားတို့ရဲ့ဖြစ်အင်းကိုအကဲခတ်နေလေတော့ငါထွားအနားကိုလာထိုင်တဲ့အခါမှာမိုးကောင်းကညီထွားဘသူတွေလဲကျောက်ရဲ့အသည့်တွေပါပြဿနာတစ်ခုတက်လာလို့တဲ့ညီထွားနဲ့ကောတက်ဆိုင်နေသလား ကျုံနဲ့လည်းတက်ဆိုင်နေတယ်။ဟုတ်လား။ဒါချက်လေပြဿနာဖြစ်ရှိမှုလိုအပ်မယ်ဆိုရင်အကိုကိုလည်းခေါ်ကွာ။ကောင်းပါပြီကိုမုကောင်။နင်းဖြူနဲ့ငချမ်းတို့ဆိုင်ထဲကိုဝင်လာခဲ့ကြတယ်။ဟေး။ဟောကိုရောက်နေတာပဲ။နင်းဖြူကငါထွားနဲ့အတူတူထိုင်နေတဲ့မိုးကောင်းကိုမျက်မှတ်တမ်းမိတယ်။ညီမလေးကအကိုကိုမှတ်မိသားပဲ။မှတ်မိပါတယ်။အဲ့ဟိုနာမည်တော့မမှတ်မိဘူးအကို။အကိုမိုးကောင်းလေ။ငါထွားအတိတ်မိနေတော့ အကိုမိုးကောင်းဟုတ်တယ်ညီမမှတ်မိပြီအခုကဘယ်ရဖက်လို့ဒီလိုပဲလေညီမလေးကအလုံးလုံးကြီးထမင်းလာစားကြရကမထင်မှတ်ပဲပြန်ဆုံးခဲ့ကြတာဟုတ်လားအခုလိုမျိုးပြန်တွေ့ရတော့တကယ်ဝမ်းသာတဲ့အကိုမိုးကောင်းရာကျေးဇူးရှိကိုကျေးဇူးပြန်ဆက်ခွင့်ကျောင်းရတာပေါ့ကျေးဇူးတွေဘာတွေတက်မနေပါနဲ့ညီမနှင်းဖြူရာမိသားစုလိုပဲသဘောထားပါ ဟုတ်ကဲ့နှင်းဖြူငထွားမိုးကောင်းတို့စကားတွေဆက်လက်ပြောဆိုပြကြတယ် ရှေအောင်နှောဖြစ်တွေလည်းပါတယ်။အခုလက်ရှိတိုင်းရည်ပြည်ရဲ့အကြောင်းတွေလည်းပါတယ်။ငါချမ်းကတော့တစ္ဆာရဲ့အနီးမှာရှိနေပြီ။တစ်ချက်တစ်ချက်မှသာငါထွားလို့စကားဝိုင်းစီကိုဝေးရောက်ပြောဆိုကြလေတယ်။နေမိုးလည်းပန်းရောက်တော့မိုးကောင်းတို့ပြောင်းသွားကြလေပြီ။နောက်ရက်တွေမှာလည်းထမင်းလာရောက်စားသားမှာဖြစ်ကြောက်ပြောသွားကြလေတယ်။နှစ်ယောက်တည်းကျန်တဲ့အချိန်မှာတော့နှင်းဖြူကကြုံမြင့်လို့နဲ့ပတ်သက်ပြီးတစုံတစ်ခုမင်းလာမယ်လို့ငါထွားထိမိပေမဲ့နှင်းဖြူကမင်းမလာဘူး။သူနဲ့ကြုံမြင့်တို့ပြောဆိုနေရတဲ့ကို နှင်းပြူလှမ်းပြင်မှာတေချာလွန်လာတယ်။အခုမင်းမလာခြင်းကတခုခုဆိုပြီးငါထွားတွေးလိုက်မိတယ်။နှင်းပြူကချက်ရည်ပြုတ်ရည်အလုပ်တွေမှာလောက်ကန်နေတယ်။ငါထွားကတော့တမီးဖြစ်သူနဲ့အတူတူဆိုင်အရှိစီမှာဆော့ကစားနေတယ်။ငါချက်အနားကိုရောက်လာတယ်။ကိုထွား။ဟင်။အခုနာရက်ွက်လုံမကြီးကြုံမြင်လို့မဟုတ်လား။ဟုတ်တယ်။ကြောက်ဒီလိုတွေကိုသိမိသားပဲ။ဒီလိုတွေကကိစ္စတခုခုရှိလို့ကိုထွားစီကိုရောက်လာတာမဟုတ်လားဟုတ်တယ် ပြဿနာတခုတက်နေလို့တဲ့အမနှင်းပြူကမင်းနေတာကြုံကြည့်ချက်ပြီးပြောထားလိုက်မယ်ကိုထွားကလည်းလုံးမရဘူးလေဗျာငချမ်းကငထွားကိုစူးစဲရင်ပြောလာတယ်ငထွားကလည်းရှိပြီးတော့အေးပါငချက်ရမင်းသိထားရင်လည်းသိထားသလိုနေပါကွာကိုထွားကပွားရင်ကြုံလိုက်ချင်တယ်ဗျာဟင်အော်ကိုထွားအဲ့ဒီပြဿနာကိုဖြေရှင်းဖို့သွားရင်ကြုံလည်းလိုက်ချင်တယ်လို့ဘာကြောင့်တော့ငချမ်းရလက်လေးပါလေတွေးချင်တာဗျာ မတွေ့ရတာကြာပြီလေဟာဟာမနေနဲ့ကိုထွားရ ကျုပ်တကယ်လိုက်မှာနော်မလိုက်ရရင်တော့အမနှိမ့်ဖြူဩငချမ်းကမကြခဲ့ကလေးအဖေဖြစ်တော့မှဆိုပေမဲ့အခုချိန်ဒီကလေးဆက်နေစေငါထွားရည်ပြောရေးခေါင်းကိုငိမ့်လိုက်တယ်အေးပါကွာလိုက်လိုက်ဟေးဒီလိုမှပေါ့ငချမ်းကျင်းနေသွားတယ်အနာနဲ့လှက်ထွက်သွားပြီးတော့ဆိုင်ထဲကိုဝင်သွားတယ်ညအချိန်မှာတော့ငါထွားနဲ့ငချမ်းကစိုက်စီးရနေတယ် တရုတ်ခြေဝင်စီကိုသွားဖို့ထွက်လာခဲ့ကြတယ်။သူတို့ကဒီညမှာတော့တရုတ်ခြေဝင်ရဲ့အိမ်စီကိုဝင်ရောက်ကြမှာ။နင်းဖြူတို့ကအိမ်မှာမရှိမျိုးရဲဘက်မှာနမဲကြီးလာတဲ့အလင်းကားကြောစာရှင်မဲတိမ်မောင်ဇပွဲကမယ်ဆိုတဲ့အတွက်အရက်ထဲကမိမရင်းနဲ့အားပေးကြည့်ရှုဖို့သွားနေကြတယ်။သူတို့ကဇပွဲမကြည့်လို့ဒီအတွက်အကြောင်းပြချက်တစ်ခုအဖြစ်ပြကရှောက်ဖယ်နေလိုက်ကြလိမ့်တယ်။ဒီတညသာရရှိမဲ့အခွင့်ရောငါထွားကအရာဆုတ်ကင်ခဲ့တယ်။ငါချရားကိုထွား ငါတို့အတွက်ကအချိန်တိတ်မရအောင်နော်ခက်မြမြန်ဝင်ပြီးခက်မြမြန်လောက်ကြရလိမ့်မယ်ကြာလို့မရအောင်ဟုတ်ကဲ့ကိုထွားဒါနဲ့ကျွတ်တို့နှစ်ယောက်တည်းဝင်ကြပါလားကျော်မင်းတို့ရောပါပါလားဟုတ်တယ်ကွာငါတို့နှစ်ယောက်ထဲပဲအခုတစ်ခါမှတော့ငါတို့ကချင်းဝံကိုဝင်ပြီးတရိပ်ပိတ်အောင်လောက်ပဲလောက်ရမှာဒါပေမဲ့တို့မှတပည့်တပည့်များတော့ရင်ဆိုင်ချိန်တော့ကြာနိုင်တယ်တရိပ်ပိတ်အောင်လောက်ပဲဆိုတော့တကယ်လို့သူ့ဘက်ကမလိုက်နိုင်ဘူးဆိုရင်ဘယ်လိုလုပ်မလဲ။ ငထွားဟာရောက်ပါဖြစ်သူငချက်ကိုအကျိုးအကြောင်းအစိုးလင်းကိုပြောပြထားလိုက်တယ်။ဒါကြောင့်ငချက်ကပြောဝဲစားရောကိစ္စအတွက်ကိုစိတ်ပူပန်ပြီးမေးလာတယ်။နိုင်ကွက်ကိုသိထားတယ်ကွ။မရဘူးဆိုရင်တော့ချင်းဝင်ရဲ့အင်အားစုကိုဖြုတ်ခွင်းရတော့မှာပေါ့ကွာ။အင်းပေါ့။ငချက်နှုတ်ဆက်သွားလိမ့်တယ်။နှစ်ယောက်သားခြေလမ်းတွေကိုခတ်တုတ်တုတ်လှမ်းလာနေတယ်။ဒီညကချင်းဝင်ကအေးစိမ်ဘက်မှာရှိလိမ့်မယ်။ငထွားတို့နေရာနဲ့အေးစိမ်ကတိတ်တော့မဝေးလား။ ဒါအပြင်ကြော်မြင့်တို့ကလမ်းတိတ်စီမှာဂျေကာတစီစီစဉ်ထားပေးတယ်။ကိုရောဟင်မြို့ထဲဘက်မှာရွှေမန်းတိမ်မှာပွဲရှိရလို့ကြားတယ်။ဂျင်ဝါအဲ့ဒီကိုများရောက်နေမလားလို့ငါထွားပြောင်းလိုက်လေတယ်။ကြော်မြင့်တို့ကိုဂျင်ဝါရဲ့လှုပ်ရှားမှုတွေကိုအတိအကျစုံစမ်းထားခိုင်းတယ်။ဂျင်ဝါကဒီညမှာတော့သူ့ရဲ့မရေကြီးစီကိုရွှေမန်းတိမ်မှာပွဲကိုအကြောင်းပြပြီးသူနေထိုင်ရာမှော်ပြီးအထွက်ပြလိုက်မယ်။အဲနောက်မှာတော့ရွှေမန်းတိမ်မှာပွဲအောင်မသွားပဲအေးစိတ်မှရှိတဲ့ မရေငယ်ဖြစ်သူမိမိနယ်စီကိုသွားပေးလိမ့်မယ်။ဒါကြောင့်သူတို့ကအေးစိန်ကိုခြေဦးလှဲလိုက်ကြတယ်။ဒါအောင်ငချက်ကခြေဝင်းကအေးစိန်မှာပဲနေတယ်လို့အထင်ရှိနေတာ။ခြေဝင်းကသူ့အိမ်မှာတော့ရှင်မဲတင်မောင်ပွဲကိုသွားမယ်လို့ပြောလိမ့်မယ်ကွာ။သွားမယ်ဆိုတော့ပွဲကမျိုးရဲမှာဖြစ်တာလေ။ကျုပ်တို့လွဲပြီပေါ့။မလွဲဘူးလေ။သူကအကြောင်းပြပြီးသူ့မရေငယ်စီကိုသွားအိမ်မှာ။ဟင်?နိုင်ကွက်လေ။တေးဥချင်းဝင်းက တုံးမရဲ့ကြီးဖြစ်တဲ့တရုံမကြီးကိုတိတ်ကြောက်တာကြောက်လဲကြောက်တင်မှာလေကွာဘာကြောင့်လဲဆိုတော့သူချမ်းသာသမျှဆိုတာတရုံမကြီးကပေးထားတာကွာသူထက်အသက်၁၀နှစ်လောက်ကြီးတယ်ဟုတ်ကဲ့ကိုတော်ဆက်ပြောပါအောင်ကျင်ဝင်ကနှာဝူးစိတ်ရှိတယ်ဒါကြောင့်သူ့မိန်းမတရုံမကြီးမသိအောင်မရင်ငယ်ခိုးထားတာကွာဟုတ်လားဒါဖြစ်အဲ့ဒီအကွက်ကိုကြောက်တော့ချုပ်ကန်လို့ရတယ်လေဟုတ်တယ်ငချမ်းရအဲ့ဒီအကွက်နဲ့ပဲအခုသွားမှာ လောက်ရကမိမဆိုင်တော့ဆန့်နေမှာပေါ့ဒါပေမဲ့ပြဿနာအကောင်ဆုံးနဲ့တွေးချောင်းမစည်းစီပဲဖြစ်ရှင်းနိုင်မှာကဒီနည်းပဲရှိတယ်ဒီနည်းပဲရှိတော့လေဒီနည်းပဲပေါ့ကိုထွားရယ်တခုတော့ရှိတယ်ကျင်ဝါကမျိုးလေးရပွဲသွားမယ်ဆိုပြီးအကြောင်းပြထွက်လာမှာဆိုတော့သူ့မှာလွန်အင်အားတော်တော်များများပလာလိမ့်မယ်ငါတို့ကငါလို့ဒီလူကသူ့လူတွေကိုတခြားစီဖို့ထားမယ်ဆိုတော့ကောင်းတာပေါ့ဘလို့ပဲဖြစ်ဖြစ်အသေးပြောက်မရှိအောင်တော့လုံးဝမှာပဲ။ မင်းလဲဂယုဆိုင်ပြီးမတက်ဖြတ်မိအောင်လို့ကို့အနေရဲ့ဖြစ်စီမသာမတက်တာမှလို့ဟုတ်ကဲ့ကိုထွားငါထွားတို့စကားပြောရင်းနဲ့လမ်းထိပ်စီကိုရောက်လာတယ်ကြော်မြင့်စီစဉ်ထားတဲ့ခြေကားလေးကအစီအစ်င့်မဲ့ဆောင်းဆိုင်နေလေတယ်ကြော်မြင့်ကိုလည်းကားပေါ်မှာတွေ့ရတယ်ရောက်နေရကြပြီလားမကြသေးဘူးကိုထွားရအခွန်းနာလေးတင်မယ်ဟုတ်လားကြော်ရောက်ပြီးစောင့်နေရရင်အားနာစရာဖြစ်မှာစိုးရတယ်ဘာမှမဖြစ်ပါဘူးကိုထွားရကဲကဲ မဖြစ်လည်းသွားကြစို့ငါထွားပြောလိုက်တယ်ဒီစကားအစုံမှာတော့ကြော်မြတ်ကောင်းမောင်းတဲ့သူကိုလက်ဟန်ချီရနဲ့မောင်းထွက်ဖို့အချက်ပြလိုက်တယ်ဒီကကြက်ကားလေးကနေရာစီရနေဝေါကနဲ့မောင်းထွက်လာခဲ့တယ်အေးစိန်မျိုးရဲ့တက်နေရငါထွားရဲ့ကားလေးကခြံဝင်းတစ်ခုရဲ့အရှိစီမှာရက်လိုက်နေတယ်ခြံဝင်းတစ်ခုလုံးကမှောက်အတိကျနေတယ်ဒီခြံမဲကိုထွားကားကိုဖွက်ထားလိုက်မင်းမလိုက်ခဲလိုက်ကြော်မြတ်ဟုတ်ကဲ့ကိုထွား ကျုပ်ကလည်းဒီလိုပွဲမျိုးမျှော်နေတာဗျကျော်မြင့်ကဝမ်းသာစွာနဲ့ပြောလိုက်တယ်ကဲဝင်ကြစို့ငါထွားဥဆောင်ပြီးတော့ချက်ဝင်းစီကိုလှမ်းသွားတယ်ချက်နှကားစီကိုသွားပြီးခောက်လိုက်တော့အထဲစီမှာကလူအများကြီးရှိနေတယ်တမင်ကမင်းမောင်ချပြီးနေနေကြတာငါထွားတို့ရောက်လာတာကိုမြင်တော့ခြံတွင်းထဲကလူငါးယောက်ကတကားစီကိုရောက်လာတယ်မင်းတို့ဘယ်သူတွေလဲဘာလာလောက်တာလဲအမောင်ထဲမှာတော့ လူကောင်ထွန်းထွားနဲ့တယောက်ကဘောင်းဆက်ဆက်နဲ့မေးလာတယ်။ငါထွားကတော့အေးလူလူပဲ။ဂျင်ဝင်ရှိလား။ဒီမေးခွန်းကိုငါထွားကမေးလိုက်တော့အထက်ရလူတွေရှူရှူရှာရှာဖြစ်သွားတယ်။ဆရာဂျင်ဝင်ဒီမှာရှိနေတာ哦။မင်းတို့ကဘလို့သိရလဲ။ဘလို့ပဲတိတိမင်းတို့မျိုးကိုထုတ်နေစရာမလိုဘူး။ငါတို့မင်းတို့ဆရာဂျင်ဝင်နဲ့တွေ့ချင်တယ်။မင်းတို့ကတစ်ဖက်ကမင်းမြတ်တန်အောင်မဆုံးလိုက်။ငါထွားကပိတ်ထားတဲ့တန်တကားကြီးအောင် အာပြေပြေနဲ့ဆောက်ကန်ချလိုက်တယ်။တကားကဝုန်းငနဲ့ပွန့်သွားတယ်။တစ်ဖက်ကလူ၅ယောက်ကလည်းဖျော်ဖျက်ဖြစ်သွားလိမ့်တယ်။မချမ်းတဲ့ကြော်မြက်ကအဲ့ဒီလူတွေကိုဝင်းရောက်ပြီးတော့ထိုးကျိလိုက်ကြတယ်။မထွားတော့မပါလိုက်ရတဖက်ကလူ၅ယောက်ကအတော်ယုံမှောက်ကုန်ပြီ။ဟိုတနေ့ကမင်းတို့ဘက်ကလူများလို့သာငါတို့ကခံလိုက်ရတာကွာ။ကြော်မြက်ကမကြည်မချမ်းနဲ့ပြောလိုက်တယ်။ပြောပြီးမှတော့ခြေထောက်နဲ့တစ်ချက်ကပ်မဲ့အလို့ငထွားကဝေရောက်ကဟန့်တားပြီးလဲကျနေတဲ့တယောက်ကိုဆွဲထုတ်လိုက်တာ။ မင်းတို့ဒီဟိုရောက်လာတာလူအင်အားများတယ်လို့သိရတယ်။ကျန်တဲ့လူတွေဘာမှလဲ။အမေခံလိုက်ရတဲ့သူကငါထွားကသူ့ကိုလက်တစ်ဖက်ထဲနဲ့မြှောက်ထားတော့အလွန်အမေထိမ့်နေသွားခဲ့တယ်။အရှိမလည်းပိတ်ထားတဲ့စန္ဒကားကြီးကိုပြုတ်ပြက်အောင်ကန်ပြခဲ့ပြီဆိုတော့အခြေတင်ပြောဖို့မဖြစ်နိုင်မဲ့သိလိုက်လေတယ်။လာတော့ကတော့လူကအများကြီးပဲ။ဒါမဲ့ဒီဟိုရောက်ပြီးမှကျန်တဲ့လူတွေကိုရွှေမဲတင်မောက်ပွဲစီကိုဆရာကျင်ဝင်ကလှုပ်လိုက်တယ်။ကျုပ်တို့ပဲကြက်ရစ်တယ်။အေးကွာ။ ဒါဖြစ်လဲငါဂျင်ဝမ်နဲ့စကားပြောချင်တယ်မင်းလိုက်ပုတ်ပေးနိုင်မလားဆရာဂျင်ဝမ်အထဲမှာဆိုတော့ငါမေးတာမင်းပုတ်နိုင်လားမပုတ်နိုင်လားဆိုတာမထွားအတီဟလိုက်တယ်အဲ့လိုမလုပ်လို့မဖြစ်သွေးချောင်းစီးမောက်ကို तू အမှန်တကယ်မလို့လား तू လက်ကိုထပ်မှန်လို့သွေးဆုမခတ်တယ်ဒါကြောင့်တန်တန်သမျှရှောင်ရှားဖို့ဟာ तू ကြိုးစားရတယ်တပတ်ကငါထွားရဲ့မာထက်ခတ်ထက်နေတဲ့အသွင်ကိုချစ်ပြီးတော့တုံ့ရင်နေတယ် ကျဲနဲ့လေးယောက်ကိုတော့ငချမ်းနဲ့ကြုံမြင့်ကထိန်းထားတယ်။ပို့ပို့ပေးနိုင်ပါတယ်။ဒါဖြစ်လေအခုပို့ကွာ။ဟုတ်ဟုတ်ကဲ့။ငချမ်းကြုံမြင့်ဗျားကိုထွား။မင်းတို့ကဒီမှာပဲစောင့်နေခဲ့လိုက်။ဟုတ်ကဲ့။ငါထွားပြောပြတာနဲ့သူ့လက်ထရလူကိုဆွဲကအိမ်မက်ကိုလှမ်းသွားလိုက်တယ်။ငချမ်းတို့ကတော့ကြဲရင်လိုက်တယ်။ငါထွားတို့ကအိမ်အတွင်းထဲစီကိုဝေရောက်လာခဲ့တယ်။အိမ်ကြီးကမှောက်အတိကျနေတယ်။အပေါ်ထပ်အနောက်ဘက်အခါတခါ မီးမှိုင်မှန်လေးလင်းနေတယ်။အဲ့ဒီအခါရဲ့အရှိစီမှာငါထွားတော့ရက်လိုက်ကြတယ်။ငါထွားခေါ်လာတဲ့လူကတကားအောင်မရက်တည့်ရက်နဲ့ခောက်လိုက်တယ်။ဘယ်သူလဲ?အတွင်းနီးရနဲ့တရုတ်တန်ဝဲဝဲမပီကလာနဲ့အလုံးမကျမီးမြက်တန်ထွက်ပေါ်လာခဲ့တယ်။ဆဆရာကြီးကျောက်ငွေတိုးပါ။ငွေတိုးမင်းတို့ဘာအကြောင်းနဲ့မှအိမ်မော်စီတက်မလာဘူးပြောထားရမဟုတ်လား?ဟုတ်ဟုတ်တော့ဟုတ်ပါတယ်။ဒါပေမဲ့အရေးကြီးလို့ဘာအရေးကြီးရလဲ? မင်းမေတိတ်လို့လားမဟုတ်ပါဘူးငါထွားစိတ်မရှိတော့ဒါကြောင့်အရှိရပြောနေတဲ့သူကိုဘေးစီဖိပြီးတကောက်ဝင်းကနေဆောက်ကဖွင့်လိုက်တယ်တကောက်ပြုတ်ထွက်ပြီးအတွင်းထဲကိုကြောက်သွားတယ်ကျင်ဝမ်းအဲ့ရစီမှာရှိနေပြီးတကောက်ရုတ်တရက်ပြိုပြက်မှုကြောက်လက်ဖြန့်ကဝယုံသုံးကဖြစ်ကုန်တယ်အမျိုးသမီးကတော့သူ့ရဲ့အရှက်ကိုဆောင်းချုံလို့ဖုံးကွယ်လိုက်တယ်ကျင်ဝမ်းကငါထွားကိုအလန့်တကြားကြည့်ပြီးမင်းမင်းဘာလုပ်လဲဟဲ့ငွေတို့ မင်းဘသူ့ကိုခေါ်လာတာလဲ तू तू ကငွေတိုးဆို तू ဘာမှမပြောခဲ့ငါထွားကလက်မကြည့်ပဲတစ်ချက်ဝှက်ကန်လိုက်တယ်ငွေတိုးတယောက်ကျဲမြင့်စီကိုမှောက်ကြသွားလိမ့်မယ်ကျင်းဝဟာဒီအချင်းရာကြောင့်အနော်မင်းလက်ဖြတ်မိအဲ့ရအောင်နာစီကတနက်ကိုလှန့်ဆွဲလိုက်လေတယ်ဒါမဲ့သူ့အတွက်အချိန်မမီလိုက်ဘာကြောင့်လဲဆိုတော့ငါထွားကသူ့ရဲ့အနာစီကိုလှစ်ခနဲ့ရောက်လာပြီတနက်ကလက်ရဲ့လက်ကဝဲနေရကိုဖြောင်းကနေရိုက်ချကတနက်ကိုဆွဲဥသွားခဲ့တယ် ဂျီဝန်ကလက်ဖြတ်မြေလက်နှစ်ဖက်ကိုအလှဉ်မြန်မဲ့မြှောက်ထားလိုက်တယ်။ဒါပေမဲ့လည်းငါထွားသူ့ထင်းသလိုတနက်နဲ့သူ့ကိုထိုးချိန်မလာပဲ။သူ့ကိုယ်သူပြန်ထိုးချိန်ပြီးတော့မောက်ဖြုတ်လိုက်တာကိုမြင်တော့ဂျီဝန်အလွန်အမင်းလှက်သွားတယ်။တနက်စရာမောင်ရဲ့တက်တခုငါထွားပြုံးဆဆနဲ့နောက်ထပ်ထပ်ပြစ်ပြတယ်။အရှိရနီးလို့ပဲ။ငါထွားကတနက်ကိုဂရေထက်စီကိုလှမ်းပြီးဖြစ်တင်လိုက်တယ်။ဂျီဝန်မင်းနဲ့ငါစကားပြောချင်တယ်။ရရပါတယ်။ ကျင်ဝါကငါထွားဘလူးတပတ်တကောက်လို့ကြောက်ကြောက်ရွရွနဲ့ကြည့်ပြီးမင်းနဲ့ထိတဲ့ဖျောင်းလို့ပျော့ပြောင်းသွားခဲ့ရချီပြီးငါထွားခေါတလုံးကိုဆွဲယူပြီးထမ်းလိုက်တယ်ကျင်ဝါကလည်းခုံတစ်ခုစီမှာထိုင်ဖို့ပြောလာတယ်ကျင်ဝါကအင်းကြီးမပါဘောင်းမီတို့လေးနဲ့ဝင်ထမ်းလာတယ်ပြော့ပြောပါသားကောကျင်ဝါရဲ့အပြောကြောင့်ငါထွားတစ်ချက်ပြုံးလိုက်မိတယ်ကျင်ဝါကကြောက်စိတ်လွန်ခဲ့ပြီးဗမာစကားနဲ့တရုတ်စကားကိုတောင်မှရောထွေးနေတယ်ငါလူရင်းကိုပဲပြောမယ်ကျင်ဝါ ဟုတ်ကဲ့ပြောပါခင်ဗျမင်းအခုငါတို့နေရဲ့ရက်ွက်ဖျားမှာတိဆောက်မဲ့ပျော်ဝဲစားရုံကိစ္စကိုအပိသက်ဖြတ်သိမ်းနေပါဟင်ဘာကြောင့်များလဲမင်းလုံးမဲ့ပျော်ဝဲစားရုံဆိုတာကောင်းတာတွေရှိမဲ့နေရာမဟုတ်ဘူးမကောင်းတာတွေအားလုံးရှိနေမဲ့နေရာငါတို့နေတဲ့နေရာကြအဲ့ဒီလိုအရာတွေရှိမနေဘူးဒီလိုဟာတာရှိမဲ့ဆိုရင်လူငယ်အများလမ်းမရောက်ကုန်လိမ့်မယ်မမားစရာပါဘူးကျေးဝါး ငါတို့လူမျိုးရဲ့မျိုးဆက်ကိုအမေမဖြတ်စည်းချင်ပါနဲ့။ငါဒါပဲပြောမယ်။ဒီတော့မင်းဘက်ကအဲ့ဒီတိဆောက်ရေးကိစ္စကို ဖြတ်သိမ်းမယ်။မဟုတ်ရင်တော့ငါဘာလဲဆိုတာမင်းမြင်မယ်နော်။တိတိပါတယ်။ဒါပေမဲ့ဖြတ်ဖြတ်သိမ်းဖို့ကဘလို့ပဲဖြစ်ဖြစ်ဖြတ်သိမ်းပေးတော့ကိုပဲငါလိုချင်တယ်။ငါငါ့လက်မှာထပ်ပြီးအသိမဆိုးစေရဘူးလို့ကိုကိုကိုဂရိပေးထားတယ်။ဒါကြောင့်မင်းခတ်တင်းလိုက်တော့မှငါမင်းကိုတတ်မှာမဟုတ်ဘူး။ဂျင်ဝဲရဲ့မျက်နှာကဝမ်းတာပြီးကြည်လင်သွားခဲ့တယ်။ ဒါပေမဲ့တော့ကဂရင်အထက်စီကကျင်ဝင်ရဲ့မယငယ်မင်းမြင့်နယ်စီကိုမင်းကိုပြလိုက်တယ်။သူကိစ္စမင်းရဲ့တရုတ်မကြီးစီကိုတော့အသိပေးရမှာပေါ့။ဟင်အဲ့အဲ့ဒါအဲ့ဒါလုံးမနေနဲ့။မင်းဘာလုပ်ရမလဲဆိုတာအဖြေတစ်ခုပဲ။ကဲငါသွားမယ်။ငါထွားဟာကျင်ဝင်ကိုပြတ်သားစွာပြောပြီးတော့အခါအတွင်းစီကထွက်လာခဲ့ပါတော့တယ်။ပရိသတ်များရှိနက်ခက်ရှည်စောအားနဲ့ အိမ်မက်တရားအမြူတီဇလက်အပိုက်သုံးကတော့ဒီလောက်ပါပဲเนาะနားစင်အားပေးခဲ့ကြတဲ့ပရိသတ်တွေတူကြီးစီကိုကျေးဇူးထူးပဲတည်ရှိသလားစာရေးဆရာနောင်ယူစေးကိုလည်းကျေးဇူးထူးပဲတည်ရှိပါတယ်ရှင့်ဒီဇလက်လေးကိုတင်ဆက်ပေးခဲ့တဲ့သူကတော့ကျမတကူမိပဲဖြစ်ပါတယ်ပရိသတ်များအားလုံးပဲကံကောင်းခြင်းပြည့်စုံခြင်းကျမချင်းတွေကို အစင်သာဝရပတ်စားနိုင်ကြပါစေရှင်